Hello အားလုံးပဲမင်္ဂလာပါရှင်။ Live Season by Vicky Channel မှာကြိုဆိုပါရစေ။ဒီနေ့ကတော့ညီမပထမဆုံးအနေနဲ့ဒီ Kitchen Appliance တွေပေါ့နော်။အင်ရှင်မတယောက်အနေနဲ့လုပ်တဲ့ပထမဆုံး Unboxing လေးပေါ့နော်။အားလုံးပဲတူတူလိုက်ကြည့်ပေးပါအောင်ရှင်။ခုပထမဆုံးနဲ့ဒီအပေါ်ဆုံး Box အသေးလေးကိုရင်ဖွင့်ပါမယ်။ကိုပထမအောင်ဆုံးပေါ့စ်ဖလီရတော့ 如果讲从就是财务嘛方面的话，方便的。တဖဲတစ်စိတ်လေးပဲပေါ့နော်တူဝေးတုံးမရပေါ့နော်ဒါလိုမျိုးလဲတုံးလို့ရတယ်ဒါစီစက်တဲ့အကျော်ဆုံးလို့ပဲတုံးလို့ရတယ်အဲ့တော့နှစ်မျိုးတုံးပေါ့နော် နောက်တစ်ခုကလည်းအဲ့လိုပါပဲသူကဒီလိုအကျော်လန်တဲ့ဇွန်လေးဖြစ်ကောဒီမှာအေးပေါ့နော်အေးခတ်တဲ့ဇွန်လေးဖြစ်ကောတောင်းမှုရတဲ့အတွက်ကြောင့်မို့လို့ဒီဟာလေးပါဒီဟာလေးကိုပဲကာလာလဲဒီဟာလေးနဲ့ဆက်လိုက်ပေါ့နော်အတူဖြစ်နေတဲ့အတွက်ကြောင့်ဒီဇွန်လေးကိုထပ်ပြီးတော့ရွေးပြစ်တာဖြစ်ပါတယ်နောက်တစ်ခုကလည်းကာလာတူဇွန်လေးပါပဲ။သူကချိန်ခွက်ကလေးအနေနဲ့ရော ဟိုစုတေညီမတို့ဝင်းငါတို့ဘလို့ဟောက်ဆဲလို့ချက်ပြတဲ့ခါမှာဟင်းရွက်ကလေးကိုလည်းနည်းနည်းဆောင်းနှက်တဲ့ဟာလေးနဲ့ဆိုပိုစင်ပြေတယ်။ဒါလည်းခုနကပဲကာလာတူးဆက်လိုက်လေးဖြစ်တာမို့လို့ဒါကိုပဲထပ်ပြီးတော့ဝယ်ဖြစ်တာ။ဒါလေးကတော့ညှက်ဆုံးလေးပေါ့နော်။ကြီးတဲ့အရာတွေကြတော့ဒီလိုညှက်ကလေးနဲ့ပဲဆွဲပြီးတော့ဆယ်လိုက်လို့ရတယ်ပေါ့နော်။အပူလည်းခံနိုင်တဲ့အတွက်တစ်ခုခု ဒီခောက်ဆွဲရောဘာလို့ပြုတ်တာရောမုတ်ဖက်ပြုတ်တာရောဘာလို့ဆိုလို့ရှိရင်လည်းပြန်သုံးလို့ရတယ်အပူလဲခံနိုင်တယ်အသားတွေဘာကြီးကင်းလဲအဆင်ပြေပေါ့နော်အဲ့ဒါကြောင့်မို့ဒါလည်းခုနဟာလေးနဲ့ကာလာတို့ဆက်လိုက်ပြီးဖြစ်ပါတယ်အိမ်ရှမတရားအမိနဲ့ဒီအရာဒီလေးမျိုးလောက်ဆိုရင်တော်တော်အဆင်ပြေပြီဖြစ်တယ်အဲ့ဒါကြောင့်မို့ဒီလေးမျိုးကိုပဲယူလိုက်တယ်ဒီလေးမျိုးပဲဝယ်ဖြစ်တာပါနောက်တစ်ပတ်ကိုလည်းစပ်ဖောက်ပါမယ်နော် ပစ္စည်းလေးတွေရသည် unboxing ဆိုပေမဲ့ဟိုအတွင်းနဲ့တိမဖွင့်သေးရပါဘောเนาะအပေါ်ကတော့အထဲမှာဘာပါလဲဆိုတာပစ္စည်းတော်တော်များများဆက်ထားပြီးဖြစ်တယ်လို့ကြောင်းဖောက်ပြီးသားလေးလိုမျိုးဖြစ်နေပါလေ။ဘာမင်းနဲ့ကြည့်လို့အောက်ကိုချမလိုက်เนาะ။ဒါတော့ pressure cooker ပဲဖြစ်ပါတယ်။ဒီကဒီအိုလေးပေါ့နော် ဟာ pressure cooker ကိုကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့အချိန်ကုန်လဲတက်တာတယ်ညံလဲညံတယ် pressure cooker ကိုကြောက်တဲ့နေရာမှာလဲကိုကမပါဘူး4 liter ဆက်ပြီးတော့ကာလာလေးရလဲခုနဟာလေးနဲ့စင်တူဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒါလေးဝယ်ယူဖြစ်ပါတယ် okay ကဖေးရဲ့သုံးမှတ်ချာဆိုရဲပေါ့နော်ဒါ induction ရောဘယ်မျိုးပုံမျိုးစားဆိုလို့ရတယ်ဒီဆက်လိုက်ပေါ့နော် သူကတော့ဟိုအဖုံးပါထဲကြီးပြီးတော့ဘယ်လိုလဲဆိုအားလုံးမှ set piece ပေါ့နော်အမှန်တော့ကိုကသုံးလုံးပဲဒေဝဖုံးတစ်ခုနဲ့သုံးနဲ့ဒါအကျော်ဟာပေါ့နော်သူတို့လက်ဆောင်ထည့်ပေးတဲ့ဟာနောက်ခုပါတယ်ဒီကတော့သူကဟိုဒီသူ့ရဲ့ဒီအလဲမှာပါတဲ့ဟာပြီးရင်ထောက်ပြီးရင်တော့တေချာပြောပြမယ်ဒါကတော့အပေါ်ရန်လေးပဲပြောလိုက်မှာပေါ့နော် သူကအပူချိန်ကိုပြရတဲ့ဟာမျိုးပါတယ်။ရမ်းပူချိန်မြင်နေသူကအလဲရအလဲရကလာပြောင်းသွားတယ်။ပြီးတော့ nested coating ကိုမတိုက်တင်ရန်ဆိုတော့ပုံမှန် nested ဦးတွေထပ်စားရင်နှစပုံပြီးတော့ခဏရှိရပေါ့နော်။ပြီးတော့ intention နဲ့ဆိုလို့ရှိရင်လည်းပုံပြီးတော့အပူကိုယူမှုမြန်အောင်လုပ်ပေးတာတော့အဆင်ပြေတယ်။ဒါကတော့6 piece ပေါ့နော်။အဓိကကတော့5ဝ3နော်။ဖုံးတစ်လုံးနဲ့ဇွန်း2ချောင်းပါလို့မျိုးပေါ့နော်။ကဲဒါဆိုခောက်ကြည့်ကြမယ်။ ရင်ဆုံးတော့ဖုံးလေးထွက်လာပါပြီ။ဒါတော့ဒေဝကြီးပေါ့နော်။မွေးငါတို့အနောက်ဟောက်ဆွေတို့ဒါစားတဲ့ကြက်တို့ချက်တဲ့ခါကျတော့ညာချက်လို့ရပါပေါ့နော်။အရင်ကအိုးရွားလေတော်တော်တောင့်တနေရှိတော့အဆင်ပြေ။ဒီမှာ အယောင်လေးကလည်းမချာပေါ့နော်ညမဝယ်ထားတဲ့ပစ္စည်းလေးတွေနဲ့ကိုက်အောင်အစိမ့်လေးပဲဒါကတော့သူတို့လက်ဆောင်ပါတဲ့ဟာပေါ့နော်ဟင်းခတဲ့ဆုံးနည်းနည်းတိမ်တာမျိုးလေးနဲ့အကျော်ဆုံးတော့အကျော်အိုးမှာနည်းနည်းဖောင်းနတ်တဲ့ site ပေါ့နော်ဒီတက်ကြီးတဲ့ site လည်းရှိသေးတယ်ဒါကတော့သမင်းကျော်လေးရောဟင်းတို့ဘာလို့ချက်ရင်ပို့အဆင်ပြေမယ်ပေါ့နော်အဖုံးမပါလာဘူး အဲ့တော့ဒါနဲ့ကြိုက်တဲ့အဖုံးတော့တစ်ချက်ထပ်ဝေရမှာပေါ့နော်။ဒီကတော့ကြက်ဥကျော်ကြက်ဥရောင်ကျော်ပေါ့နော်။အဲ့လိုပေါ့ပေါ့ပါပါလေးကျော်လို့ရှိရင်သုံးမဲ့ဟာလေးပေါ့နော်။အခုဆက်မှာပါတဲ့အမလေးကိုကျက်ပြီးပေါ့။ဒဲအိုကနှစ်အိုမချာကလာလေးဖြစ်ပါတယ်။ size ကလည်းဒီ size ကလေးပေါ့နော်။ ြီးတော့ရောင်းနှချောင်းပါတယ်ဒီလိုမျိုးဟင်းရီဟိုခက်အကြီးစားနဲ့အဖုံးလေးနဲ့ပါပါတယ်ဒါကတော့သူ့ရဲ့ six piece တစ်ဆက်ပေါ့နော်တပေါက်ကိုခေါက်လိုက်တဲ့ချိန်မှာရလာဖြစ်ပါတယ်ဆိုရှင်နောက်တစ်ပေါက်ပဲတန်တော့တယ်ဒါဆက်လိုက်လीပေါ့เนาะဒီဒါထည့်တဲ့အကန့် ်အံဘူးလေးပါပါတယ်ဒါလည်းမျိုးစားသုံးမျိုး ਨੇ ကတ်ကြီးပါတယ်ဒါတော့ပေါ့ဘူးဒါလေးပါကိုကျန်းစီရီကိုပေးစစားထည့်ပေးရတယ်ဒါကက်ကြီးဖြစ်မယ်ဒါတစ်ချောင်းဒါနှစ်ချောင်းဒါသုံးချောင်း ာပြောရမယ်နော် iPhone ပေါ့နော်ရေခဲတော်မှာခွဲလို့ရတယ်ဆိုတဲ့သဘောလားတော့မသိ long lasting ပို့ပြီးတော့ကြာကြာလေးခံမယ်တန်ကြီးထွက်တာရည်လည်းမဖြစ်ဘူးပြီးတော့ပို့ပြီးတော့လေဟွာတခြားဟာတွေတန်းလီးဖြတ်နိုင်စမ်းနှစ်ဆပုံမြင်တယ်ပေါ့နော်အဲ့လိုဖယ်တဲ့စိတ်ဆိုရဲကဘယ်လိုပြောရမလဲယုံကြည်မှုကရှိနေတာပေါ့နော်သူကအခုလိုသတားဘူးနဲ့အထဲမှာကျတော့သူကပြီးနိုင်ဒုတ်ချောင်းလိုဟာလေးတွေကိုဒီမှာ တော့ခိုးတော့ဒီမှာပေါ့နော်ဓာတ်ထိုးထည့်လိုက်လို့ရှင်သူကအဲ့လိုမျိုးလေးဝင်သွားအောင်ပုံစံမျိုးပေါ့နော်ကောနော်ဒီလိုကြောင့်တော့ဖြစ်စီလေးဒီလိုတတရဲ့အလေး သူတစိုက်လေးနဲ့သူဒီလိုလေးလောက်တော့မှာဘယ်လိုကိုထောင်နာလာရုံပဲပေါ့နော်တစုတစီလေးဖြစ်တယ်ဘောရဲ့ဒီလိုဖခုချင်းစီလေးပေါ့နော်အဲ့လိုလေးပြန်ပြီးတော့အမျိုးသားတွေကလည်းမတူဓာတ်တွေကလည်းကြာရစီမကောင်တုံးနေအဲ့လိုလေးဖြစ်နေရောဓာတ်တိုင်ပါဝဲဖြစ်လိုက်တယ်နောက်တစ်ပေါက်ထားတော့နောက်ဆုံးတစ်ပေါက်ပဲဖြစ်လာတယ်ဒါကလည်းခုနလိုပဲ လိုက်ကလေးဖြစ်အောင်ဆုံးမချာပဲ fashion တွေကလည်းတူတူပဲပေါ့နော်။ကိုအကြီးနဲ့ top ပန်လိုမျိုးနည်းနည်းခင်ငါလေးတို့ no no ကြော်လာလို့ကြာရင်သုံးဖို့ပေါ့နော်စလိုက်ကလေး။ဆမောင်းဆုံးတော့ပုံပြောင်းမယ်။ဖုံးလေးထွက်လာပါမယ်။ဒါလေးကတော့ဖုံးလေးပါမယ်ပေါ့နော်။ထမောင်းဆုံးအိုးလေးကခုနပြောတဲ့ size ကလေးပေါ့နော် ဒါမဲ့လေဒီ size ကလည်းတော်တော်မဆိုးတောင်းတန်းရောလောက်ကတော့ဒီအိုးလေးနဲ့လည်းမြန်နေရောက်စားတော့ဒီအိုးလေးနဲ့လည်းအဆင်ပြေဘောကြာသူ့ခုံးလေးနဲ့သူ့ပတ်တီပဲ okay ဒီ size နဲ့ဖုံးကြီးဖုံးကြီးနဲ့တော်တော်ကြီးဟိုကဆင်ဒီအိုးကနည်းနည်းပိုကြီးရယ်အိုးထက်စားရယ် ပြီးတော့သူကအဓိကဒီလိုမျိုးပေါ့နော်နှစ်ဖက်ကိုင်ပေါ့တစ်ခုခုဆိုလို့ရှိရင်ဟိုတော်တော်လူများများလာမယ်တစ်ခုခုကြော်ရမယ်ချက်ရမယ်ဆိုရင်တော့ဒီ over portion ပြေးလိမ့်မယ်ဒီလိုကိုင်းရတော်ရတာလေးပို့ပြီးတော့ကောင်းနေပေါ့နော်ဒါတော့သူ့အဖုံးလေးနဲ့သူပေါ့နော်ဖုန်းနှလုံးနဲ့အဖုံးနှဖုံးဆိုတော့ပြည့်ပါပြီ။အောက်ဆုံးမိုက်ပေါ့နော်။ ့အိုးအားလုံးပေါင်းအဟင်းချက်တဲ့အိုးလိုမျိုးဟာနှစ်အိုးနဲ့အကျော်အိုးမျိုးဟာသုံးမျိုးဆိုရင်တော့ဒါညာနဲ့အိုးဖြစ်တယ်ဒီဟာကတဖယ်အိုးတွေကသုံးတက်လို့ရှိရင်နှစ်ခုကြာကြီးခံတဲ့အိုးတွေရမ်းလဲအသုံးဝင်တဲ့အိုးတွေဆိုတော့ပေါ့နော်ဒါနဲ့ညီမကတော့ညီမရဲ့မိဖို့ကြောင့်လေးရပြည့်စုံသွားပြီလုံလောက်သွားပြီလို့ထင်ပါတယ်ဒါဆိုရင်တော့ဒီနေ့ unboxing video လေးကိုဒီမှာရင်ရက်လိုက်ပါမယ် အဲဒီမှာညမပြောတာရက်လိုက်ပြီဆိုပေမဲ့နောက်မှာတော့ညမဒီပစ္စည်းလေးတွေညမအမ်ဘောင်ဆက်လောက်ထားတဲ့ product လေးတွေကိုအနီးကပ်လိုက်ပြတ်သွားပါမယ်နော်အားလုံးပဲ bye bye ကွာတော့ unboxing လုပ်ထားတဲ့အိုးလေးတွေကိုနီးကပ်ရိုက်ပြနေတာပဲဖြစ်ပါတယ်။ဒါကတော့ညမဝယ်ထားတဲ့ဓာတ်ဆက်လိုက်လေးပေါ့နော်။ဒါကအကျော်တဲဟိုအသေးနဲ့သူ့ရှိမှလက်ဆောင်ပါလာတဲ့အကျော်တဲပြားနဲ့ ဟင်းကြွက်အသေးပေါ့နော်။ဒါကတော့ညမတတ်တတ်ဝယ်ထားတဲ့သောနေကိုးတွေပေါ့နော်တတ်တတ်လေးမျိုးဒါကတော့6 piece မှာပါတဲ့အိုအကြီး6 piece မှာပါတဲ့ဟင်းရည်အိုနဲ့အဖုံဒါကတော့ဒါကတော့ဒုတိယဆက်ဖြစ်တဲ့ဒါ4 piece မှာပါတဲ့အိုအကျော်အိုအကြီးနဲ့အဖုံ ပြီးတော့ဒါကတော့ sauce pan ပေါ့နော် sauce pan လို့ခေါ်တဲ့ဒါဟိုအသေးနဲ့အဖုံးလေးဖြစ်ပါတယ်အဓိကသာမိုးဆိုင်စကနယ်လေးရတာအပူချိန်အရန်မြင့်လို့ရှိရင်ဒီအယောင်လေးကနေပြီးတော့အနီးအရင်ပြောင်းသွားရပေါ့နော်အဲဒီတော့အပူလဲကိုကတိနိုင်တယ်ကိုကကိုလဲချိန်ညှိလို့ရတယ်ပေါ့နော်အပူချိန်ဘလောက်ဆိုစားစီစုပြီးဆိုတော့တိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးမချက်လက်လေးတွေပါတဲ့အတွက်ကြောင့်မို့လို့ညမကတော့ဒီတဖယ်လေးကိုရွက်ချက်ဖြစ်ပါတယ် ကျန်တဲ့အိမ်ရှင်မတွေလည်းတစ်ဖက်အပြင်ဘာတစိုက်ကလေးတွေသုံးဖြစ်လဲဘာတစိုက်ကရောပိုကောင်းလဲဘာလေးတွေ recommend လုပ်လဲ comment box မှာရေးသားပေးပါအောင်ရှင်ပတ်စင်အင်္ဂါနဲ့စနေတိုင်းမှာမတူညီတဲ့ travel cooking နဲ့ lifestyle blog လေးကိုစတိုက်တင်ပေးတော့မှာမို့လို့ Vicky ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော် bye bye see you in next blog